မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားများနဲ့အထိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလန်လမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမိဟုမလေးရှားဝန်ကြီးချုပ်ထုတ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာအကြံဖက်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းသားများနဲ့အထိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလန်လမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးသွားမည်ဟု မလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံနေဖြင့်တိုင်းဒေသလူနေစု28ဖွဲ့အတိုက်ခံအင်အားစုများအလုံးကိုအားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံသို့ရွှေကောက်ပွဲမတိုင်မီဖိတ်ကြားမိဖြစ်ကြောင်းမြန်မာအရေးကိုဖြည့်ရှင်းနိုင်ရန်မြန်မာကိုယ်တိုင်ဦးဆောင်ရမည်ဖြစ်ကြောင်းရွှေကောက်ပွဲသို့လေလာဆောင်ကြည့်သူများဆေလွတ်ရန်စစ်တပ်၏ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေစေတာဖြစ်ကြောင်း၎င်းကဆိုပါရယ် တွစ်ဆုံဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်ဖို့ကျွန်တော်တိုက်တွန်းပါတယ်။မြန်မာနိုင်ငံအရေးကိုမြန်မာနိုင်ငံသားတွေကိုယ်တိုင်ဦးဆောင်ပြီးလှုပ်ဆောင်ရမှာဖြစ်ပါတယ်ဟုမလေးရှားဝန်ကြီးချုပ်ကပြောဆိုပါတယ်။မြန်မာအကြံဖတ်စစ်တဲ့အနေဖြင့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်နေသည့်အတွက်မြန်မာစစ်ကောင်စောင့်များကိုအာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံကွာလာလံပူမြို့တွင်အော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးအပြီးအချက်28ချက်ပါမြို့မအရေးဆွေးနွေးချက်ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးရှင်းကြေညာချက်တွင်အဓိကအချက်များအနေဖြင့်မြို့မစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်ထဲဖို့တိုးတက်မှုများမလုံဆောင်သေးလျင်အာဆီယံထိပ်သီးအစည်းအဝေးနှင့်နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြန်မာစစ်ကောင်းဆောင်များတက်ရောက်ခွင့်ပြုမည်မဟုတ်ပေနိုင်ငံရေးအရကိုစားမပြုသူကိုသာတက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရပါတယ် ထို့ပြင်အာဆီယံနိုင်ငံသား၏ဝင်ကြီးများအစီအဝေး၏ညညာချက်တွင်ရွေးကောက်ပွဲများမကျင်းပမီနိုင်ငံ၏အကြက်တဲကိုဖြည့်ရှင်းရန်ဘုတ်သဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ပြီးအကြံဖတ်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါသည်ဆလပီလူငယ်များကိုစစ်မှုတန်းအဖြစ်အတင်းအကျပ်စေခိုင်းနေတဲ့မြန်မာလိုင်းကမြန်မာလူငယ်များပြည်ပသို့ရွှေ့ပြောင်းသွားလာမှုမြန်မာနေတော်လဲပြည်တွင်းတွင်လဲလူငယ်လူရွယ်ဦးရေများပြားနေစေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် လူငယ်များကိုစစ်မှုတဲ့အဖြစ်အတင်းကျပ်ခိုင်းစေနေသည့်မြေအောင်လိုင်းကမြန်မာလူငယ်များပြည်ပသို့ရွှေ့ပြောင်းသွားလာမှုမြင်မာနေတော်လဲပြည်တွင်းတွင်လည်းလူငယ်လူရွယ်ဥယျာဉ်များပြားနေစေဖြစ်ကြောင်းပြောဆိုလိုက်ပါရယ်။ရှမနီနေပြည်တော်တွင်ပြုလုပ်သည့်2024ခုနှစ်လူဥယျာဉ်နှင့်တကောင်စရင်အစီရင်ခံစာထုတ်ပြန်ပွဲတွင်အကြံဖတ်မြေအောင်လိုင်းကထို့သို့ပြောဆိုလိုက်ခြင်းဖြစ်ပါရယ်။မြန်မာနိုင်ငံ၏လူငယ်များကြားတွင်ပြည်ပရွှေ့ပြောင်းသွားလာမှုများမြင်မာနေတော်လဲတချိန်ကမွေးနှုတ်မြင်မာခဲ့သည့်အကျိုးဆက်ကြောင်းအလုံလုံနိုင်သည့်လူငယ်လူရွယ်ဥယျာဉ်သည်လည်းယခုတွင်များပြားနေစေဖြစ်ကြောင်း တနည်းအားဖြင့် demographic bonus ဟုခေါ်သည့်လူဦးရေစုလက်ရရှိနေစေကာလဖြစ်ကြောင်းပြပတို့ရွှေပြောင်းချင်းကလည်းမြန်မာနိုင်ငံ၏လူမှုစီးပွားရေးအခြေအနေနိုင်ငံရေးတည်ငြိမ်မှုပြည်တွင်းတွင်ရှိသည့်အလုပ်ကိုင်ခွင့်လန်းများနှင့်အိမ်နီးချင်းနိုင်ငံများ၏စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ်တည်မှီနေခြင်းကြောင့်ဖြစ်ကြောင်းမေးရောင်းလိုက်ကပြောဆိုပါရယ် အကြံဖတ်မြောက်လိုက်က2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့တွင်ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီး2024ခုနှစ်မေလမှစတင်၍စစ်မှုထမ်းအပတ်စဉ်များကိုလှဆင်ဖွင့်လက်ခါလူငယ်9000ကိုလှဆင်စစ်မှုထမ်းခေါ်ယူခဲ့ရာယခုအခါစစ်မှုထမ်းအပတ်စဉ်16သို့ရောက်ရှိလာပြီဖြစ်ပါတယ်။လူငယ်များပြည်ပသို့ပြောင်းရွှေ့နေမှုမြင်မာသည့်အတွက်မြောက်လိုက်ကအသက်16နှစ်မှအသက်35နှစ်အတွင်းလူငယ်များကိုပြည်ပသို့အလောက်ကိုင်းဖြင့်စေလွှတ်မှုများကိုပိတ်ပင်ခဲ့ပြီး ပြပသူအလေပတ်ထွက်သည့်လူငယ်များကိုလည်းအကြောင်းအမျိုးမျိုးပြ၍လေးစိတ်များမှလှည့်ပြန်ခိုင်းမှုများလှုပ်ဆောင်လျက်ရှိပါသည်။ဆလဘီကြားဖြန့်လိမ်လည်မှုလုပ်ငန်းများနှင့်မြမစစ်တပ်ခေါင်းဆောင်တွေပတ်သက်နေဟု NUG ပြောကြားဖြန့်လုပ်ငန်းအချို့ဝင်ရောက်စီးနှင်းတရောင်ဟန်ပြလှုပ်ဆောင်မှုကိုကြည့်ပြီးစစ်တပ်လက်ကွက်ထဲမဝင်မိစေဖို့တတိပေးတယ်ဆိုတဲ့သတင်းကိုထင်ဆက်ပေးတော့မှာဖြစ်ပါသည်။မြန်မာနိုင်ငံနဲ့အာဆီယံအတိုက်အဝန်းတာမကပဲ ကမ္ဘာနိုင်ငံအသီးသီးကကမ္ဘာသူကမ္ဘာသားတွေအားလုံးကိုဒုက္ခပေးနေတဲ့ online ကြားဖြတ်လိမ်လည်မှုလုပ်ငန်းတွေနဲ့မြန်မာအကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေပတ်သက်ဆက်နွယ်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောကြားပါတယ်။ဒီကနေ့အောက်တိုဘာ28ရက်နေ့မှာပြုလုပ်တဲ့ပြည်သူနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာအခုလိုကြားဖြတ်ကိစ္စကိုထည့်သွင်းပြောကြားခဲ့တာပါ။တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ကိုကန့်နေကြဆောင်တဲ့ခေါင်းဆောင်ဝေဆန် ဝေဖန်ရက်ထွက်ဆိုချက်တွေမှာစေအုပ်စုရဲ့ကာကွယ်မှုနဲ့ခွင့်ပြုချက်တွေရရှိခဲ့ကြောင်း online လိမ်လည်မှုစင်တာတွေကိုကာကွယ်ဖို့အတွက်လိမ်လည်ရရှိတဲ့ငွေရဲ့တစ်စိတ်တစ်ပိုင်းကိုစေအုပ်စုကိုပေးဆောင်ခဲ့ရကြောင်းအတိတ်ပဲတက်ရောက်တဲ့အချက်တွေထွက်ဆိုထားတာကိုကြည့်ချင်းအကြံဖက်စစ်တပ်ဟာဒီလုပ်ငန်းတွေနဲ့တိုက်ရိုက်ထားမှာမဟုတ်သွေဝိုက်ပံ့ပိုးမှုရှိကြောင်းတပ်တွေတွေကထင်ရှားတဲ့အတွက်နိုင်ငံတကာအတိုင်းဝိုင်းကဒီရဆက်ဝတ်မှုလုပ်ရက်တွေကိုရပ်တန့်ဖို့စေအုပ်စုအပေါ်ရခုထပ်ဖို့ပြီးပိတ်ဆို့အရေးယူဖို့လိုအပ်ကြောင်းတိုက်တွန်းပြောကြားလိုပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ် မြန်မာနိုင်ငံအနှံ့အထုသဖြင့်အကြံဖက်စစ်တပ်ရဲ့လက်အောက်ခံနေကြားဆောင်တပ်တွေထိန်းချုပ်ထားတဲ့နေဆက်ဒေတာတွေမှာအများဆုံးအခြေစိုက်ဖြစ်ပွားနေတဲ့အွန်လိုင်းကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေအပါအဝင်နေဆက်ဖြတ်ကျော်ရဇဝတ်မှုကင်းတွေကိုနိုင်ငံတကာအတိုင်းဝိုင်းကဖြည့်ရှင်းဖို့စူးစမ်းဆောင်ရွက်မှုတွေကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အတိမတ်ပြုချီးကျူးဂုဏ်ပြုသလိုပူးပေါင်းဆောင်ရွက်ဖို့လည်းအမြဲအသင့်ရှိကြောင်းအတည်ပြုခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုကင်းတွေတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိရောက်စွာအကောင့်ထဲပို့ဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းများတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းပြောပါရယ်။ဒါပြင်မကြသေးမီကစေအုပ်စုကထိုင်းမြန်မာနယ်ဆက်ကရင်ပြည်နယ်မြဝတီမြို့နယ်တဲကကြားဖြတ်ငွေလိမ်ကိုင်းတွေရဲ့ခြေကုပ်နေမြေ KK ဘက်ကိုဖွေရောက်စီးနင်းခဲ့မှုဖြစ်ရဟာလဲဟန်ပြလုပ်ရက်ဖြစ်ကြောင်းဦးနေဖုံးလက်ကရှင်းပြပါရယ်။ အွန်လိုင်းကြားဖြတ်လိမ်လည်မှုလုပ်ငန်းအချို့ကိုစစ်တပ်ကဝင်ရောက်စီးနှင်းတဲ့အောင်အယောင်ပြဆောင်ရွက်တာတွေကိုကြည့်ပြီးစစ်တပ်ရဲ့လက်ကွက်ထဲမဝင်မိကြဖို့အရေးကြီးပါတယ်။နေချောင်းဆောင်တက်တွေဟာမြန်မာစစ်တပ်ရဲ့လက်အောက်ခံတက်တွေဖြစ်တာကြောင့်ဒီအွန်လိုင်းကြားဖြတ်လိမ်လည်မှုလုပ်ငန်းတွေရဲ့နောက်ွယ်မှာမြန်မာစစ်တပ်ကောင်းဆောင်တွေထဲထဲဝင်ဝင်ပါဝင်ပတ်သက်မှုရှိနေတာကိုသိမြင်ပြီးဒီအရင်းမြစ်ကိုဖြတ်နိုင်ကမှဒီကိစ္စတွေချုပ်ငိမ့်နိုင်မှာလို့ဦးနေဖုံးလက်ကပြောပါတယ်။ဒါပြင်မြန်မာနိုင်ငံသားတွေကမ္ဘောဒီးယားနိုင်ငံဘက်ကျန်းကိုလိမ့်လည်ခံရပြီးလူရောင်းဝယ်ခံရမှု အထမလုံအားပေးစီခိုင်းခံရမှုလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရမှုတွေကိုအွန်လိုင်းကြဖြတ်လည်လည်မှုလုပ်ငန်းတွေမှာကျူးလွန်ခံရကြောင်းနဲ့ကုညီကယ်ဆယ်ပေးဖို့အကူအညီတောင်းဆိုစာရင်းမျိုးရစေဝါနဲ့ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂယုံ UNODC ကဇက်တိုက်လက်ခံရရှိနေတယ်လို့သိရှိရကြောင်းဦးနေဖုံးလက်ကပြောပါတယ်။အွန်လိုင်းကခေါ်တဲ့အလုပ်တူတွေကိုအထူးစီစဉ်ပေးမှအလုပ်သွားလုပ်ကြဖို့ကြားဖြတ်နဲ့ပတ်သက်ပြီးအထူးတတိရှိကြဖို့ကျွန်တော်တို့မြန်မာပြည်သူတွေကိုအထူးတတိပေးပြောကြားလိုပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ကလည်းအောက်တိုဘာ26ရက်မှာကြေညာချက်ထုတ်ပြန်ပြီးစစ်အုပ်စုဟာမြန်မာနိုင်ငံရှိအွန်လိုင်းငွေလိမ်ဂိုင်းတွေကအကျိုးမြတ်ရနေတာဖြစ်ကြောင်းဖော်ပြပါတယ်။ဒီလိုအကျိုးမြတ်ရနေတာကိုဖုံးကွယ်ခြင်းလို့ကြားဖြန့်လုပ်ငန်းကို KNU ကမြေငှာရတာစောင့်ရှောက်ခယူတာလို့စစ်အုပ်စုကမဟုတ်မမှန်သတင်းတွေနဲ့စွပ်စွဲနေကြောင်းဖော်ပြပြီး KK Pack Online ငွေလိမ်လုပ်ငန်းတွေနဲ့လုံးဝမသက်ဆိုင်ကြောင်း KNU ကရှင်းလင်းပြောကြားထားပါတယ်။ ဆက်လက်ပြီးစစ်တွေတွင်အေအေနှင့်စစ်ကော်မရှင်တို့လက်နက်ကြီးတိုက်ပွဲဆင်နွှဲနေတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်စစ်တွေမျိုးတွင်စစ်ကော်မရှင်နှင့်အာရကတပ်တော်အေအေတို့လက်နက်ကြီးများဖြင့်အပြန်လန်ပစ်ခတ်နေကြောင်းသိရပါတယ်။ဂျင်မနီအော်တိုဘာ26ရက်နေ့မှယနေ့အော်တိုဘာ28ရက်နေ့နှစ်နက်ပိုင်းအထိလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများရှိနေကြောင်းဒေတာရင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။ စစ်တပ်ဘက်ကပုံနာကြုံဖောက်တော်နဲ့ရတိတောင်ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်နေတာကနေအခုအေအေကပါပြန်ပစ်တယ်ဟုစစ်တွေရှိသတင်းရှိမြက်ကသတင်းဌာနကိုပြောပါရယ်အေအေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးအချို့မှာစစ်တွေဒေသကိုကဲမှုဆိုင်ရာဌာနချုပ်ဒါခဆာအတွင်ကြားရောက်ပောက်ွဲပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့တေဆုံးကစစ်ကော်မရှင်ကလက်နက်ကြီး drone ဖုံးသီးများတုံ၍ပုံနာကြုံမြို့နယ်ကိုပြစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါရယ် စစ်ကော်မရှင်သည်ပုံနာကျုံမျိုးကိုလက်လုခဲ့ရစဉ်ကအေအေတက်မြစစ်တွေမျိုးကိုရောက်မလာစေရန်အတွက်မင်းချောင်းတရားကိုချိုးဖျက်ခဲ့ရာယခုအဆိုပါမင်းချောင်းတရားကိုပြန်လည်ပြင်ဆင်ထားကြောင်းသိရပါသည် စစ်တွေပုံနာကျွန်းဆက်သွယ်ထားသည့်မင်းချောင်းတရောက်ကိုပြင်ဆင်မှုများလှုပ်ဆောင်ပြီးတရားထိတ်နှစ်ဖက်တွင်ခန့်စစ်အခိုင်အမာပြင်ဆင်ကာလူအင်အားချထားကြောင်းဒေသခံများထံမှသိရပါသည်စစ်တွေမြို့ရွှေမင်းကန်ရှိစစ်ကော်မရှင်ရှိတန်းနှင့်ပင်လယ်ပြင်ရှိစစ်သည်မောများမှနေ၍လက်နက်ကြီးများဖြင့်ပုံနာကျွန်းနှင့်ရတိတောင်မြို့နယ်များကိုပြစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိရာအေအေတပ်ဖွဲ့များကလည်းစစ်ကော်မရှင်တပ်များရှိရာနေရာများနှင့်ဒါကစအတွင်ကိုပြန်လည်ပြစ်ခတ်နေကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံမှသိရပါသည် ကျမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာအောင်ဖြူပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်